အလုံးမင်းမင်္ဂလာနေ့လေးဖြစ်ပါစေရှင်ဒီတစ်ခါဖတ်ပြပေးခြင်းနဲ့ဝတ္ထုတွေကတော့စာရေးသူမက်အမာရေးသားထားတယ်ဝတ္တရားဆိုတဲ့ဘာသာပြန်မဂ္ဂဇင်းဝတ္ထုတွေပဲဖြစ်ပါတယ်ဒီဝတ္ထုတွေကဆိုရင်1939ခုနှစ်မေလထောက်ကြည်ပွားရေးမဂ္ဂဇင်းမှာပါရှိခဲ့တာဖြစ်ပါတယ်အလုံးမင်းနားဆင်ခံစားပေးပါဦးရှင်ဝတ္တရားအဲ့ဒီညနေမှာဖြစ်ကျမဆရာနည်းနည်းမှမတော်လှုပ်ဘူး စိတ်မကောင်းတော့ဖြစ်နေတယ်။လို့ပဲမဲ့လေစိတ်မကောင်းဖြစ်တာဒီလောကကြီးနဲ့အပြည့်ပိုင်ခွာရတော့မှာပဲဆိုတာကိုသိလို့စိတ်မကောင်းတာမဟုတ်ဘူး။ကျမလုံမဲ့အလုပ်ရဲ့အဆုံးစွန်အကျိုးတင်ကြွတွေးထားပြီးသားကို ကျမရဲ့အသက်တာဟာစည်းစိမ်တွေရင်မှုနေဖို့မဟုတ်ဘူး။တစ်ခုပြီးတစ်ခုပြုလုပ်အပ်တဲ့ဝတ္တရားတွေအခွင့်အရေးတွေကိုသာပြီးဆုံးအောင်လုပ်သွားပြီးတဲ့တနေ့ တည်ဖို့ပဲလိုတယ်လို့တွက်ပြီးသားပဲလို့ပေမဲ့အဲ့ဒီနေ့အဲ့ဒီအချိန်တုန်းကတော့မနစ်ပြန်ခါဆိုရင်ဆိုတဲ့အတွင်းနဲ့ပလိတ်တွေခွေးတေကောင်လင်းတာဆွဲတယ်လို့ဆွဲမဲ့အရေးဟာအတော်ရင်လေးစရာကောင်းနေတယ်။ကျမလုံးမဲ့အလောက်ရဲ့အစီအစဉ်တိုင်းရတော့ဖြင့်မအောင်မြင်စရာချွချောမမောမဖြစ်စရာဘာမှမရှိဘူး။မရှိပေမဲ့လည်းအလကားနေရင်ရင်လေးနေတယ်။ဘိုးအရင်စီစဉ်စင်းကဒီချေဒီခါ ကျမဆရာဒီလိုနေနိုင်မယ်ရဲ့လို့မထင်မိပေဘူးရင်းနေနေတယ်ဆိုတာကလည်းကြောက်လို့စိတ်ပြက်လို့လေးတဲ့အလေးမျိုးမဟုတ်ဘူးရှင်အင်မတန်မောပန်နွမ်းနေပြီအဲ့ရတဲ့ပြက်လက်အိတ်လိုက်ခြင်းတလို့လို့ခေါင်းရှုံနေတယ်လို့လို့လေးတဲ့အလေးမျိုးပဲသူ့ပဲမဲ့အိတ်ချင်တယ်လို့ထင်တဲ့အချိန်မှာပဲကျမလုပ်ရမယ့်အလုပ်ကိုပြန်ပြီးသတိရလာတယ်နောက်တစ်နေ့မနေ့ရောက်လာတော့ဖြင့်အဝတ်အသက်စားတဲ့နေပြီး ခက်ဆော့ဆော့ပဲပလိမင်းကြီးရောင်းကိုလျှောက်လာခဲ့တယ်။ရောင်းအတွင်းမှာတော့ရှောင်းလွာဆက်ကူကလေးတွေကိုစီနဲ့လူလင်း90ယောက်ကိုတွေ့ရတယ်။ဒီလူတွေအထင်းမှာစင်စင်ရရနေရပုံရတဲ့မိမကြီးတယောက်ကလည်းမို့ပီနီနီတဲ့မျက်စိနဲ့သူ့ရှောင်းလွာကလေးလာပြပြီးမိန်းကလေးရဲ့ဒီလိုရေးတာမှန်းရဲ့လားလို့အကူကြီးတောင်းလာတာနဲ့ဖက်ကြည့်ပြီးတော့အနာစည်ရီတယောက်ကို နည်းနည်းပြင်ပေးဖို့ပြောလိုက်ရတယ်။စကားပြောလိုက်တော့တုံနေမယ်ထင်တဲ့အတန်ဟာလုံးလုံးမတုံဘူးရှင်။ဒီလိုအိန္ဒိယမပြတ်တာကိုတွေ့ရတော့ကျမကိုကျမအတော်သဘောကျပြီးဝမ်းသာသွားတာပေါ့။မင်းညံ့နေရစိတ်မျိုးနဲ့တစိမ့်မှမရှိတော့ဘူး။ခေါင်းဟာကြည်ပြီးအားရကျဉ်တ်လို့ပဲ။ဒါပေမဲ့ငါတွယ်ကဲအတိုင်းလာမှကြိုက်ပါမလား။မဲချေရောက်ပါမလားနေတော့မင်းနဲ့စိုးရိမ်မိတဲ့ပေါ်ပေါ်ရှင်။ ပလိမင်းကြီးလဲဒီအတော့အတွင် မကြခင်ဝင်လာပါရောကျမနဲ့ကဲ့ရဲ့ရက်နေတဲ့မိမာကြီးကိုမဲမင်းရဲ့ဘာအမှုလဲလို့မေးတယ်တခါတည်းခြောက်လုံးပြူကိုတင်တင်ထပြီးခလုတ်ကိုဆွဲလိုက်တယ်ဘာတမ်းမှမကြရအောင်ကျမရင်တွေလဲအခုံရက်ပြီးသွေးတော်မလျှောက်ဘူးထင်မိတယ်နောက်တစ်ကြိမ်ထပ်ဆွဲလိုက်တယ်ဒိုင်းဆိုတဲ့ရည်တဲ့အော်တန်တွေကိုကြားရတာပါပဲဒီနောက်တော့ကျမကိုဝိုင်းပြီး ဆွဲလာရန်နာလောက်ကြတာပေါ့လေအဲ့ဒီအဖြစ်မျိုးကတော့စကြံစီကလေးကဒီလိုဒီလိုဖြစ်ရမယ်ဆိုတာကိုအပြန်ပြန်တွက်ထားပြီးသားမို့မထူးဆဲတော့ပါဘူးစိတ်ကူးနဲ့ထတ်တူထမ်းမြန်မဖြစ်တဲ့တစ်ချက်ကတော့ခြောက်တော့မျိုးကကြည်စံထွက်ထွက်ချင်းအဖဲခံရလိမ့်မယ်ထင်လားချက်ချင်းမဟုတ်ပဲကြက်တေတေပြီးစမ်းကြည့်နေကြတဲ့အချက်တစ်ချက်ပါပဲစမ်းကြည့်တယ်ဆိုတာကလည်းကျမစိတ်ထင်မို့သား ကြတာထင်ပါရဲ့အမေစစ်စစ်ကတော့စက္ကန့်အနည်းကလေးနေမှာပါကျမကိုယ်တိုင်ကတော့တနက်ကိုကျမ်းပြေမပစ်ချပြီးခြေစုံရက်နေလိုက်တာပါပဲအနာရှိတဲ့လူတွေအားလုံးဟာရုပ်ရုပ်ရရဖြစ်သွားပြီးခြေဦးတည့်ရထွက်ပြေးကြရောပလိတ်တွေကတော့ဝိုင်းလာပြီး ကျမကိုဖမ်းချုပ်ကြတာပေါ့လေတနက်ကို ကျမ်းပေါ်ပစ်လိုက်တယ်ဟုတ်မယ်ဟုတ်မယ်ပေပေဒီကို ဆိုတဲ့အတန်တွေကလည်းစူးနေရပဲဒီမရှိတဲ့တဲ့မှာလူတယောက်လာရက်တဲ့ပြီးသူ့ပါဇက်ကတစုံတစ်ခုကိုပြောလိုက်တယ်ပြောတာကလည်းပြပြတတမဟုတ်ဘူးဘူးဝဝနဲ့အော်တန်လိုပါပဲနောက်ပြီးဒီမမျက်စိကိုနောက်ကနေပြီးလက်ကြီးနှစ်ဖက်ကဆွဲဖြဲပြစ်တယ်လို့ဆွဲဖြဲပြစ်မလို့အုပ်လိုက်တော့ဒီမလည်းအားရှိသမျှနဲ့ဒီလက်တွေကိုဆွဲချလိုက်တော့မျက်လုံးမအောင်မိပဲ ပါပေါ်ရောက်သွားကြတယ်။ဝိုင်းပြီးရိုက်ကြနှက်ကြလောက်တာတော့မဖြစ်ခင်ကျမစိတ်ကူးကြည့်တဲ့အတိုင်းနဲ့တတ်သွေးမတိတ်ဖြစ်တာပါပဲ။မတူတဲ့ချက်ကတော့အဲ့ဒီမျက်စိစွဲကုတ်ဖျက်မယ်လောက်တာတော့လောက်လိုက်မယ်မထင်မိပေဘူး။ကျမ်းမအရာထိုးသွားတော့မှပဲ။အရက်အနှစ်ကရက်တော့တယ်။ထူးဆန်းတာတခုရှိသေးတယ်လေ။မိုးတီမိုးပေါက်လို့ဝိုင်းရိုက်ကြတာကိုလုံးလုံးနားမမသိဘူး။ တနေ့လုံးနေပြီးညအချုပ်ခန့်ကြတော့မှပဲနေကင်းရဒန်တွေဟာနာတော့တယ်အထက်ပါအကြောင်းဒီကာယကံရှင်ကိုယ်တိုင်ဖြစ်သောအသက်29နှစ်သာရှိသေးသည့်ရုရှားအရာရှိတဦး၏သမီးဖြစ်သောမိန်းကလေးတဦး၏ပြောပြချက်ဖြစ်သည်ပလိမင်းကြီးကိုတေချောင်းကြံသောအမှုသည်ဟောအောင်ရမဖြစ်တော့သဖြင့်ရုံးတင်၍စစ်စည်းရရာတရက်ခန်းကအစ်စ်ခန်းသည်မှာ နိုင်ငံရဲ့အကျဉ်းသမားတယောက်ကိုရဲရဲဆက်ဆက်တွဲလို့နွားလို့အချက်ပေါင်းများစွာရိုက်နေတာကိုတိုင်းပြည်ကအရေးယူရမယ်လို့ကျမစိတ်ထဲထင်တာနဲ့ဘလို့ဖြစ်ကြမလဲလို့စောင့်ကြည့်နေတာဥပက္ခပြုတ်ထားတာတွေ့ရတော့ဒီလိုသားနေရင် ပလိတ်မင်းကြီးဟာသူ့အပြုတ်အမှုကိုကျေနပ်တယ်အားပေးတယ်ထင်နိုင်မယ်ဒီနောက်မရိုင်းတာတော့တနည်းနည်းနဲ့ဆုံးမပေးအောင်ပါပဲ တိုင်းပြည်ကကြည်ကောင်းလို့ကြည်နေတယ်ထင်တော့မယ်။ဆိုပြီးလူတွေရဒီအပြုအမူမျိုး ကံကွယ်တဲ့နဲ့ဆိုတဲ့လူတို့ဝတ္တရားနားလည်အောင် ပြသဖို့ ਨੇ ။ကျမတာဝန်ပဲရဲ့လို့မလွဲတာမရှောင်တာတဲ့အတွေ့ပလေမင်းကြီးတေအောင်တနဲ့နဲ့ပြစ်တက်တာပါပဲ။ကဲကောင်းထောက်မှလို့မမနာပေါ်ဟုအစ်စ်ခံလေသည်။တရားရုံးတော်ကတရားခံမကလေးအားလုံးဝလွတ်ရပြစ်လိုက်သောအခါ အစိုးရသည်အံ့အားသင်ယူနေရ၏ဒီနေရာမှာတော့စာရေးသူမတ်အမားရေးသားထားတယ်ဝတ္တရာဆိုတဲ့ဘာသာပြန်မဂ္ဂဇင်းဝတ္ထုတို့တမျက်နှာဝတ္ထုတို့ကပြီးဆုံးသွားပြီပဲဖြစ်ပါတယ်